င်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့တဘုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်နှင့်ဇနီးတော်ဂျူဂျူလာဦးဆောင်တဲ့မြန်မာအစ်မြင့်ကိုယ်စားလှယ်ဖွဲ့အားရုရှားဖက်ဒရေးရှင်းနိုင်ငံဘူရာဒီးယားပြည်နယ်ပြည်နယ်အကြီးအကဲကဂုံပြူညစာဖြင့်တက်ခင်းအခမ်းအနဲ့တင်ဆက်ဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဗူရာဒီယာပြည်နယ်သို့တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပူဇော်မူကြီးမဲအောင်လိုင်းနှင့်ဇနီးတော်ဂျူဂျူလာဦးဆောင်သောမြမအစ်စ်မြင့်ကိုစလဲအဖွဲ့အားဇွန်လ28ရက်ညနေပိုင်းကဘူရာဒီယာပြည်နယ်ပြည်နယ်အကြီးအကဲ His Excellency Mr. Alexi Sanvivit Sadinoga ကဂုဏ်ပြုညစာဖြင့်တည်ခင်းအေခံကြောင်းသိရပါဗျာ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မကြီးမေအောင်လိုင်းနှင့်ဇနီးတော်ကြည်ကြည်လာဦးဆောင်သောမြန်မာအစ်မင့်ကိုယ်စားလှယ်ပွဲဟာညစာစားပွဲနေရာသို့ရောက်ရှိကြရာဝရာဒီယာပြည်နယ်ပြည်နယ်အကြီးအကဲနှင့်တာဝန်ရှိသူများကလှိုက်လင်းညှိထွေးစွာကျေးဇူးနှုတ်ဆက်ကြပါသည်။ ညစာစာဝယ်အခမ်းအနားတွင်ဗူရာဒီယာပြည်နယ်ပြည်နယ်အကြီးအကဲကနှုတ်ခွန်းဆက်စကားပြောကြားပြီးနိုင်ငံတော်ဝန်ကြီးချုပ်ကနှုတ်ခွန်းဆက်စကားပြန်လည်ပြောကြားရာတွင် မိမိအနေဖြင့်ဗူရာဒီယာပြည်နယ်သို့တတိယအကြိမ်မြောက်ရောက်ရှိခြင်းဖြစ်ပြီးတာယာလှပတဲ့ဗူရာဒီယာပြည်နယ်သို့ရောက်ရှိတဲ့အချိန်တိုင်းစိတ်ချမ်းသာမိပါကြောင်းဗုဒ္ဓဘာသာကိုအများစုကိုးကွယ်တဲ့ပြည်နယ်ဖြစ်ပြီးမိမိတို့နိုင်ငံနဲ့စိတ်တဘောထားခြင်းပုံမတိုက်ဆိုင်မှုရှိကြောင်း ဘာသာရေးဆိုင်ရာကုလူဆက်ဆံဆောင်ရွက်မှုအနေဖြင့်2015ခုနှစ်ကတည်းကစတင်ခဲ့ခြင်းဖြစ်ပြီးဆယ်စုနှစ်တခုနီးပါးရှိပြီးဖြစ်ကြောင်းဘာသာရေးဆိုင်ရာဆက်ဆံဆောင်ရွက်မှုများအပြင်သိပ္ပံနည်းနည်းပညာဆိုင်ရာစက်မှုနည်းပညာဆိုင်ရာနဲ့အခြားနယ်ပယ်ပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်လျက်ရှိပြီးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မယ်လို့ယုံကြည်ပါကြောင်း အစိုးရတို့ဗူရာဒီယာပြည်နယ်ဘာဝင်ရုရှားဖက်ဒရေရှင်းနိုင်ငံနဲ့အတူစီးပွားရေး၊ကျန်းမာရေး၊ပညာရေး၊ကုန်သွယ်ရေးအစရှိတဲ့နေပေကဏ္ဍအသီးသီးတွင်ဆက်လက်၍ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းအစိုးရဗူရာဒီယာပြည်နယ်ပြည်နယ်အကြီးအကဲနှင့်ပြည်နယ်သူပြည်နယ်သားများအားလုံးကျန်းမာချမ်းသာ၍အဆင်ပြေချုံးမွေပါစေကြောင်းကိုဆုမွန်ကောင်းတောင်းပါကြောင်းဖြင့်ပြောကြားပါသည်။ အဲဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ဇနီးအဖွဲ့ဝင်များဟာဝရကြရပြည်နယ်ပြည်နယ်အကြီးအကဲနဲ့တာဝန်ရှိသူများနဲ့အတူညစာကိုအတူတူအသုံးဆောင်ကြပါတယ်။ညစာသုံးဆောင်နေစဉ်တွင်ဗူရာဒီယာပြည်နယ်အမျိုးသားကားဆက်ရုံမှရိုးရအခါလှအဖွဲ့များကတေးသံသားများအခါလှများဖြင့်ဖြိုးဝေးတင်ဆက်ကြကြောင်းသိရပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ ရုရှားနိုင်ငံဘူရာဒီယာပြည်နယ်အူလန်ဥဒေမြို့မှာနာဆကာဥက္ကဋ္ဌဦးဆောင်တဲ့မြန်မာအစိုးရကိုယ်စားလှယ်ဖွဲ့ပြန်လည်ထွက်ခွာတဲ့တင်ပြပါရယ် ရုရှားဖက်ဒရေးရှင်းနိုင်ငံဘူရာဒီရာပြည်နယ်ဥလန်ဥဒေမျိုးရှိဘိုင်ခယ်အပီပီဆိုင်ယာလေးစိမ်းမှပြန်လည်ထွက်ခွာကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူဂျင်းမေအောင်လိုင်အားရုရှားဖက်ဒရေးရှင်းနိုင်ငံဘူရာဒီရာပြည်နယ်အကြီးအကဲ His Excellency Mr. Alessi Sampurevi Tassinov နဲ့တာဝန်ရှိသူများကပို့ဆောင်လို့ဆဲကြကြောင်းသိရပါဗျာ ဇွန်လ29ရက်ဒေတာစံတော်ချိန်မိုးလေပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပွေးချုပ်မှုချင်းမေအောင်လိုက်ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့ဟောင်းရုရှားဖက်ဒရေးရှင်းနိုင်ငံဘူရာဒီယာပြည်နယ်ဥလန်ဦးတဲမြို့ရှိဘိုင်ဂယ်အပီပီဆိုင်ယာလေးစိမ်းမှ အထူးလေရင်ဖြင့်မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာလာခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့2025ခုနှစ်အပြည့်ပြည့်ဆိုင်ရာအိုလံပိနေ့အထိမ်းမန်းကာယဗလာနှင့်ကာယကြံ့ခိုင်မှုအကစားပြိုင်ပွဲကျင်းပတဲ့တွင်ဖြစ်ပါတယ်။အကစားနေလူငယ်ရေးရာဝန်ကြီးဌာနနဲ့မြန်မာနိုင်ငံကာယဗလာနှင့်ကာယကြံ့ခိုင်မှုအကစားအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသော2025ခုနှစ် အပြည့်ပြည့်ဆိုင်ရာအိုလံပစ်နေ့အချိန်မှန်2025 International Olympic Day ကာယဖလာနှင့်ကာယကြံ့ခိုင်မှုအကစားပြိုင်ပွဲကိုဇွန်လ28ရက်နေ့နဲ့စတင်၌ကရန်ကုန်မြို့မြန်ကုန်မြို့နယ်မင်းတမာလန်ရှိမြန်မာ Convention Center MCC ခန်းမမှာကျင်းပကြောင်းသိရပါဗျ။အဆိုပါပြိုင်ပွဲသူရန်ကုန်တိုင်းဒေသကြီးအစိုးရဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးစီမင်းသားရေးဝင်ကြီးမြို့တော်ဝင်ဦးဘုထီး မြန်မာနိုင်ငံကာယပလာနေကာယချမ်းခိုင်မှုအကစားဖွေချုပ်ဥက္ကဋ္ဌရန်ကုန်မြို့နယ်စီမံသားရေးကော်မတီဒုတိယဥက္ကဋ္ဌဒုတိယမြို့တော်ဝန်ဦးညီညီဒုတိယဥက္ကဋ္ဌဦးကျော်တန်းနဲ့အမှုဆောင်များဌာနဆိုင်ရာတာဝန်ရှိသူများဖိတ်ကြားထားသူများအကစားဝါဒနာရှင်များတက်ရောက်ကြည့်ရှုအားပေးကြပါသည်။ရှေးဦးစွာအမျိုးသားအမျိုးသမီးကာယပလာမောင်ပြိုင်ပွဲများကျင်းပရာပြိုင်ပွဲဝင်အကစားသမားများကတက်မှတ်ကိုဟန်ခုနှစ်မျိုးဖြင့်ရှင်ပြိုင်ကြပါသည်။ အဒီနောက်ဘိုလ်လူပြိုင်ပွဲတွင်ပနာမရွေးချယ်ခံရသောအာကစားသမားများကတဦးချင်းစိတ်ကြိုက်ကိုဟန်နှင့်တက်မှတ်ကိုဟန်ခုနှစ်မျိုးဖြင့်လက်ထုပ်ပြသရှင်ပြိုင်ကြပါသည်။ပြိုင်ပွဲများအပြီးတွင်စုချင်းမြဝဲအခမ်းအနားကျင်းပရာအမျိုးသားကာယဘလမောင်ပြိုင်ပွဲများတွင် ပထမဒုတိယတတိယနှင့်နှစ်သိမ့်စုရရှိသူများအား၎င်းအမျိုးသားအတလက်တီဖီစီအိုပန်ပြိုင်ပွဲတွင်ပထမဒုတိယတတိယနှင့်နှစ်သိမ့်စုရရှိသူများ၎င်း အမျိုးသမီးအက်တလက်တစ်ဖီစီအိုပန်ပြိုင်ပွဲတွင်ပထမဒုတိယတတိယနှင့်နှစ်သိမ့်စုရရှိသူများ၎င်းပြိုင်ပွဲတွင်ပထမဒုတိယတတိယနှင့်နှစ်သိမ့်စုရရှိသူများ၎င်းနှစ်သိမ့်စုရရှိသူများ၎င်းအမျိုးသားစပေါ့ဖီစီအိုပန်ပြိုင်ပွဲတွင်ပထမဒုတိယတတိယနှင့်နှစ်သိမ့်စုရရှိသူများ၎င်းအမျိုးသားကာယပလမောင် F280kgN over 80kg ပြိုင်ပွဲတွင်ပထမဒုတိယတတိယနှင့်နှစ်သိမ့်စုရရှိသူများ၎င်း ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးစီမံသားရေးဝင်ကြီးမြို့တော်ဝင်ဦးဝတီဒုတိယမြို့တော်ဝင်ဦးညင်ကြီးနဲ့တာဝန်ရှိသူများကစုများချီးမြှင့်ကြကြောင်းသိရပါပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ